အားလုံးပဲမင်္ဂလာပါ WK Cooking Blog Channel ရဲ့နေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့တနူရိုးရဟင်းလေးတစ်ခုဖြစ်တဲ့ဝတ်သားလက်ဖက်နက်လေးကိုချက်ပြပေးမှာပဲဖြစ်ပါရစေ။ဒီဟင်းလေးကအသားလေးအနူဤပြီးတော့လက်ဖက်နက်တင်းတင်းမွမ်းမွေးလေးနဲ့အရင်ရတာရှိတဲ့ဟင်းလေးတစ်ခုဖြစ်တာကြောင့်ကျွန်တော်နဲ့တူတူလိုက်ချက်စာကြည့်ကြပါအောင်နော်။ ထမအဆုံးအနေနဲ့ခြေသွန်ဒီစားလီပါမယ်ကျွန်တော်ကတော့ခြေသွန်ဒီကိုလုံးကြီးနှလုံးသုံးထားပါတယ်ခြေသွန်ဒီကိုခပ်ပပလေးလီပါမယ်ပြန်ကျက်တံပြုတ်တော့မလာကိုလည်းခပ်ပါပါလေးလီးပါမယ် ခရမ်းညင်ဒီလေးပါမယ်ကျွန်တော်ကတော့ခရမ်းညင်ဒီကိုလုံးကြီးနှလုံးလောက်သုံးထားပါတယ်ခရမ်းညင်ဒီကိုခလဲရနေဖြတ်ချမ်းချမ်းပြီးတော့ခပ်ပါပါလေးလေးလီးထားပေးပါမယ်ငယ်ပြီးရင်လည်း၅00လောက်ကိုလည်းတစ်ချမ်းမချမ်းတော့ပဲနဲ့အစစ်ကလေးတွေလေးထားပေးပါမယ် အားလုံးလည်းစဉ်းသင့်ဖြစ်ပြီးဆိုတော့ဝတ်သားကင်ပါမယ်ကျွန်တော်ကတော့ဝတ်သားကိုအတုံးခက်ကြီးကြီးလေးတွေပဲတုံးထားပေးပါတယ်ဝဒါလီလေးလီးပြီးတော့ပြီဆိုတော့အရသာစားနေပါမယ်။စားနေငယ်ထဲပါမယ်။ချက်သားမုတ်လက်ဖက်ရည်စုံတစုံ။စနင်းမုတ်အနေငယ်။အယောင်တင်မုတ်လက်ဖက်ရည်စုံတစ်ဝက် ပင်းငယ်များရဲ့အကြီးထမင်းစားဆုံးတဝက်။ကြာညို့ခေါ်ပင်းငယ်များရဲ့အနောက်ကိုလည်းထမင်းစားဆုံးတဝက်လောက်ထည့်ပါရစေ။ပြီးရင်ခရူးစီလေးအနေငယ်ထည့်ပြီးတော့ဝတ်သားတဲ့အရသာလေးစိတ်ဝင်သွားအောင်တေချာလေးနေပြီး15မိနစ်မိနစ်20လောက်နှက်ထားပေးရပါမယ်။အလုံးမဲ့အစင်းနေပြီဆိုတော့ဟင်းစားချက်ဖို့အတွက်အိုးရဲကိုစီထည့်ပါမယ်။ ထည့်ထားတဲ့စီလေးအနှဲငယ်ပူလာပြီဆိုရင်ခုနကအစင်းတင်လိုက်တဲ့ချက်သွန်ကြီးထည့်ပြီးတော့စီတက်ပါမယ်ချက်သွန်ဒီလေးအရောင်လွန်လာပြီဆိုရင်ခုနကလီးထားတဲ့ချက်သွန်ပြူနဲ့ငရုတ်သေးစိမ့်ထည့်ပါမယ်။စီတက်ထားတဲ့အနံလေးမှွေးလာပြီဆိုတော့ခုနကလီးထားတဲ့ခရမ်းကျင်ဒီလေးတွေထည့်ပါမယ်။ ထည့်ထားတဲ့ခရမ်းရင်သီးလေးနူးလာပြီဆိုရင်အရသာနေပြီးနှက်ထားတဲ့ဝက်သားထည့်ပါမယ်။ဝက်သားလေးတင်းလာသည့်အထိလင့်ပေးရပါမယ်။ဝတ်သားလေးအနှဲငယ်တင်လာပြီဆိုရင်ရေအနှဲငယ်လောက်ထည့်ပြီးတော့အဖုံးအုပ်ပြီး5မိနစ်လောက်ချက်ထားပေးရပါမယ်။ ထည့်ထားတဲ့ရည်လေးအနေငယ်ခန့်လာပြီဆိုရင်လက်ဖက်သားလေးထည့်ပါမယ်။ကျွန်တော်ကတော့လက်ဖက်သားအညွန့်နှက်ထားတာလေးကိုတုံးထားပါရဲ့။လက်ဖက်အရသာလေးပူပြီးရင်းနဲ့စိတ်ဝင်သွားအောင်ရည်အနေငယ်လောက်ထည့်ပြီးတော့မိနစ်အနေငယ်လောက်ထည့်ချက်ပေးရပါမယ်။ ထည့်ထားတဲ့ရေလေးလည်းခံပြီးအသားလေးလည်းနူးဤလာပြီဆိုရင်မိဖိတ်ထားလို့ရပါပြီ။ဒီလိုဆိုရင်တော့လက်ဖက်နဲ့ဒီနေမွေမွေလေးနဲ့အရသာရှိတဲ့ဓနူရိုးရဝက်လက်ဖက်ဟင်းလေးတစ်ခွက်အစင်းနဲ့ဖြစ်ပါပြီ။ ျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုရပေးကြတဲ့တယောက်ချင်းဒီတန်းကိုထူထင်ကြည့်သူဖြစ်ရှိပါတယ်။ဒီလိုအိမ်မှာလည်းတကူချက်စားလို့ရမယ်။ဟင်းချက်နီဗီဒီယိုလေးတွေကိုအမြဲတင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်ရဲ့ YK Cooking Blog Channel လေးကိုလိုက်ရန် Subscribe လုပ်သွားပေးဖို့လည်းမမေ့ပါနဲ့နော်။